ကရင်ပြည်နယ်လိုင်းခွဲမြို့နယ်ဒေါနာတောင်နဲ့အရှေ့ချမ်းနော်ဒရာတောင်ချင်းမှာရှိတဲ့တားလေပြွာစခန်းကို KNU ကတိုက်ခိုက်ရမှာစခန်းမချစေဖို့စစ်ကောင်စီတပ်ကလေကြောင်းပြုတ်ကိုတုံးပြီးခုခံတိုက်ခိုက်နေတယ်လို့ကရင်စစ်ရဲသတင်းမြစ်ကပြောပြပါရတယ်။ဖန်ခရိုင်လိုင်းခွဲမြို့နယ်ပိုင်ကြုံမြို့တမောက်ခွန်းနဲ့စေရဲလှရှာနေမြေထဲကတားလေကျေးရွာအနီးမှာတက်ဆွဲထားတဲ့ပြွာစခန်းကိုကရင်မျိုးသားအစီယုံ KNU ရဲ့ကရင်မျိုးသားလွှမ်းမြောက်ရေးတပ်မတော် KNL နဲ့လည်းကရင်မျိုးသားကာကွယ်ရေးတပ် KNDO တို့ကမေလ9ရက်နေ့မှာစတင်တိုက်ခိုက်ခဲ့ပါရတယ်။ စခန်းကို KNU ကဝန်းရံထားပြီးစစ်ကောင်စီတပ်ဘက်ကလည်းနေ့စဉ်နေ့ပါလေကြောင်းကနေပြုတ်ကူပေးပြီးတိုက်ခိုက်နေတယ်လို့ကရင်စစ်ရဲသတင်းမြက်ကပြောပြပါတယ်စစ်ကောင်စီတပ်ရဲ့လေကြောင်းတိုက်ခိုက်မှုတွေကြောင့်ဒီနေ့မနက်ပိုင်းမှာထိုင်းစစ်တပ်ကတောက်ခရိုင်မဲဆောက်မြို့နယ်ထိုင်းမြန်မာနယ်စပ်နီးမှာတပ်ဆွဲထားတယ်လို့သိရပါတယ်တိုက်ပွဲဖြစ်ပွားနေတဲ့နေရာကထိုင်းနယ်စပ်ကနေ9ကီလိုမီတာကွာဝေးပေမဲ့ပောက်ကွဲတံကိုထိုင်းဘက်ကျန်ကကြားနေရတယ်လို့ဆိုတာပါဘုံကျဲတိုက်ခိုက်မှုနဲ့တိုက်ပွဲတွေကြောင့်တားလေကျေးရွာဒေသခံရွာသူရွာသားတွေဟာ ရွာလုံးကျွတ်နီးပါးထိုင်းဘက်ခြမ်းကိုထွက်ပြေးတင်းရှောင်နေရတယ်လို့သိရပါတယ်။လိုင်းဘွဲမြို့နယ်ဒေါနာတောင်တန်းအရှိဘက်ကထိုင်းနယ်စပ်တစ်လျှောက်မှာတက်ဆွဲထားတဲ့စစ်ကောက်စီတက်စကန်တွေကို KNU ကတိုက်ခိုက်သိမ်းယူနေတာဖြစ်ပြီးအခုနှစ်အတွင်းမှာဖူလူတူခက်လက်တဲ့မော်ဖားတူတခေါပီကေစကန်တို့ကိုသိမ်းယူထားပြီဖြစ်တယ်လို့သိရပါတယ်ရှင်။